တင်းနေတော့ကလည်းနေဘာလို့မရလဲတင်းပြည့်စီတော့တော့အဲ့တော့မင်းတို့ကကောင်းဆော့လေးကွာဒီကမှာခုတည်းတပွဲမှမနိုင်သေးဘူးဟုတ်ကဲ့ဟုတ်အဲ့ဒါတို့တို့ကြကြပါတော့ပထမဆုံးရုပ်ရှင်ကဖြစ်တဲ့ဆိုရင်လည်း producer ရဲ့အတွက်ကရောကျွန်တော်အတွက်ကရောပထမဆုံးရုပ်ရှင်ရိုက်တဲ့အတွေ့အကြုံတော့မဟုတ်ဘူးပေါ့နော်ဒီကျွန်တော် producer ရဲ့ဘက်မှာဆိုလို့ရှိရင်လည်းအရှိမရုပ်ရှင်ကလေးတကားရှိခဲ့တယ်ကျွန်တော်ဆိုလို့ရှိရင်လည်းအရှိမရုပ်ရှင်ကာကာရှိခဲ့ပြီးတော့ရုံမတင်ဖြစ်တာပေါ့နော်ဆိုတော့ဒါကတော့ဒုတိယကားဖြစ်မယ်အဲပရိုဂျာတော့ကောကျွန်တော်တော့ကောဒုတိယအချိန်ကြိုက်ပြီးတော့ပထမဆုံးညီလေးကဒါဖြစ်နေတာပါဆိုတော့ ပြောပြကြရင်နေ့ပြီနှစ်ပတ်လည်ရှိနေဟုတ်အာကျွန်တော်တို့ပထမအပိုင်းအပိုင်းလိုက်ပြောမယ်ဆိုလို့ရှိရင်တော့ဇာကျော်ရွာတစ်ခုတည်းပေါ့နော်ဒါပစ္စိုရီ၃ခုပထမဟာမှာဆိုလို့ရှိရင်အာကျွန်တော်တို့အာ romance နဲ့ horror နဲ့ကျွန်တော်ရောတိုင်းဟာပေါ့နော်အဲကြောင့်အမှမှဒီအာမိဘနဲ့ဆိုင်တဲ့ဟာလေးတွေပါတော့ပါတော့နော်ကျွန်တော်ကျွန်မလေးပပလေးပါတယ်ပြီးတော့အလဲစတိုရီကကျတော့ကျွန်တော်ဒီ trauma နဲ့ပတ်သက်ပြီးတော့ဒီမိသားစု အဲဝင်ခဲ့ဦးရဲ့ကြားရဲကဒီဆက်ဆံရေးတစ်ခုမှာဘယ်လိုမျိုးဒီ psychological thriller နဲ့ကျွန်တော်ချိတ်ဆက်သွားမလဲဆိုတဲ့ဟာလေးပါတယ်ဆိုတော့အဲ့မှာလည်းကျွန်တော်တို့အိမ်ရဲ့ အဲဒီပတ်ဝန်းကျင်နဲ့ဒီအလုပ်ရဲ့ပတ်ဝန်းကျင်ကြားမှာ struggle လုပ်နေတဲ့ဒီနောင်နောင်ဆိုတဲ့ character ပေါ့နော်အဲနောင်နောင်ဆိုတဲ့ character ရဲ့ဒီဇာတ်လမ်းလေးကတော့ကျွန်တော် dark comedy အဲ thriller အပိုင်းနဲ့မြန်မာဖြစ်ပြီးတော့ဒီနောက်ဆုံးအပိုင်းကတော့ကျွန်တော်တို့ psychology က horror ရောကျွန်တော် horror ရောပေါ့နော်အပြည့်ပါတဲ့အဲဇာတ်လမ်းပေါ့နော်ဒီတို့ထိုင်နေကြဒီဇာတ်လမ်းထဲမှာပါတဲ့တကယ်ချင်း၄ရောက်ရဲ့ထိုင်နေကြ side ဒီ300ဒီဆိုတဲ့ဒီလက်ဖက်ဆိုင် software ဆိုတဲ့လက်ဖက်ဆိုင်တွေမှာဖြစ်တဲ့အကြောင်းပေါ့နော်ဆိုတော့ဒီ၃ခုကတော့အဲ တခြားလုံးပြိတ္တတွေကတော့တပိုင်းနဲ့တပိုင်းမှာမပြင်းရအောင်တပိုင်းချင်းစီကိုရသတစ်မျိုးစီတစ်မျိုးစီခံစားသွားမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့အဓိကကပြိတ္တကိုလည်းအာစကြောရုပ်တစ်ခုထဲနဲ့ကြည့်နေရတာကများနေပြီလေဆိုတော့ကျွန်တော်တို့မတူအောင်နည်းနည်းထူကြအောင်အထူးသဖြင့်ပြဆက်တာဖြစ်ပါတယ်ဟုတ် တို့ဒီပြန်ပြန်ပြောရရုပ်ရှင်ကတော့ဒီဒီထုတ်လို့ရနေပြီးတော့ထုတ်လို့ထားပထမဆုံးရုပ်ရှင်ကဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကလည်းဒါပထမဆုံးရုပ်ရှင်ကဖြစ်မဲ့ကားပါအဲဒီကားကကျွန်တော်ဟူလာမဲ့နိုဝင်ဘာ9ရက်နေ့မှာအဲရုပ်ရှင်ကြာသွားတဲ့ကားဖြစ်ပါတယ်အာ horror dark comedy thriller psychological horror အမျိုးစုံပေါ့နော် romance လည်းပါတယ်ဒီကားထဲမှာအများဆုံးအမျိုးစုံပါပြီးတော့တယောက်ဆောင်နေတယ်အဲရုပ်ရှင်တယောက်ဆောင်နေအများကြီးပါဝင်ထားတဲ့ကားတွေကဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်အဲဒါတို့ကြကြပေါ့နော်ပထမဆုံးရုပ်ရှင်ကဖြစ်တဲ့ဆိုရင် producer တွေအတွက်ကရောကျွန်တော်တို့ကရောပထမ မဆုံးရုပ်ရှင်ရိုက်တဲ့အတွေ့အကြုံတော့မဟုတ်ဘူးပေါ့နော်။ဒီကျွန်တော် producer တွေတော့မှဆိုလို့ရှိရင်လည်းအရှိမရုပ်ရှင်ကားလေးတစ်ကားရှိခဲ့တယ်။ကျွန်တော်ဆိုလို့ရှိရင်လည်းအရှိမရုပ်ရှင်ကားတစ်ကားရှိခဲ့ပြီးတော့ရုံမတင်ဖြစ်တာပေါ့နော်။ဆိုတော့ဒါကတော့ဒုတိယကားဖြစ်မယ်။အ producer တစ်ကားကိုကျွန်တော်တစ်ကားကိုဒုတိယအချိန် ကြိုက်ပြီးတော့ပထမဆုံးညွန်နေရတာဖြစ်နေတာပါဆိုတော့အခက်အခဲကတော့အထူးသဖြင့်ကကျွန်တော်တို့ဘာပဲအခက်အခဲရှိမလဲဆိုတော့ schedule ပေါ့နော်ကျွန်တော်တို့အဲတိုးဆောင်နေကောင်းတော့ရက်တွေပေးပေးမယ်ကျွန်တော်တို့ကဒီ location တွေအပေါ်မှာမူတည်ပြီးတော့ရရတာဖြစ်တဲ့အတွက်ကကျွန်တော်နေညဒီ duty တွေဆက်သွားတဲ့အချိန်မှာဒီ production crew တွေရောတိုးဆောင်တွေရောအဲပြင်ပန်းရတဲ့အပိုင်းတွေရှိရပေါ့နော်ဆိုတော့အဲ့အပိုင်းအရွယ်လို့ကျွန်တဲ့အခက်အခဲကတော့ကျွန်တော်တို့ duty ကရှိပါအောင်ပေါ့အာကျွန်တော်တို့ပထမအပိုင်းအပိုင်းလိုက်ပြောမယ်ဆိုလို့ရှင်တော့ဇက်ကြောရွာတစ်ခုတည်းပေါ့နော်ဒါပစ္စိုးရီ၃ခုပထမဟာမှာဆိုလို့ ရှင်အကျွန်တော်တို့ romance နဲ့ horror နဲ့ကျွန်တော်ပြောတဲ့ဟာပေါ့နော်အဲကြမ်းမှာမှဒီမိဘနဲ့ဆိုင်တဲ့ဟာလေးတွေပါတော့ပါတယ်နော်ကျွန်တော်ကျွန်တော်လေးပါပါလေးပါတယ်ပြီးတော့အလဲ story ကကျတော့ကျွန်တော်ဒီ trauma နဲ့ပတ်သက်ပြီးတော့ဒီမိသားစုအဲဝင်ခဲ့ဦးရဲ့ကြားရကဒီဆက်ဆံရေးတစ်ခုမှာဘယ်လိုမျိုးဒီ psychological thriller နဲ့ကျွန်တော်ချိတ်ဆက်သွားမယ်ဆိုတဲ့ဟာလေးပါတယ်ဆိုတော့အဲ့မှာလဲကျွန်တော်တို့အိမ်ရဲ့ အဲဒီပတ်ဝန်းကျင်နဲ့ဒီအလုပ်ရဲ့ပတ်ဝန်းကျင်ကြားမှာ struggle လုပ်နေတဲ့ဒီနောင်နောင်ဆိုတဲ့ character ပေါ့နော်အဲနောင်နောင်ဆိုတဲ့ character ရဲ့ဒီဇာတ်လမ်းလေးကတော့ကျွန်တော် dark comedy အဲ thriller အပိုင်းနဲ့မြန်မာဖြစ်ပြီးတော့ဒီနောက်ဆုံးပိုင်းကတော့ကျွန်တော်တို့ psychological horror ရောကျွန်တော် horror ရောပေါ့နော်အပြည့်ပါရဲ့အဲဇာတ်လမ်းပေါ့နော်ဒီတို့ထိုင်နေကြဒီဇာတ်လမ်းထဲမှာပါတဲ့တကယ်ချင်း၄ရောက်ရဲ့ထိုင်နေကြ site ဒီ300ဒီဆိုတဲ့ဒီလပေးဆိုင်စာပွဲဆိုလပေးဆိုင်တွေမှာဖြစ်တဲ့အကြောင်းပေါ့နော်ဆိုတော့ဒီ၃ဘူးကတော့အဲတခြားလုံးပြည်သက်တွေကတော့ ဒီပိုင်းနဲ့ဒီပိုင်းမှာမပြင်းရအောင်ဒီပိုင်းကြီးကိုရသတစ်မျိုးစီတစ်မျိုးစီခံစားသွားမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ အဓိကကပြိသက်ကိုလည်းအဲစကြောရုပ်တစ်ခုတည်းနဲ့ကြည့်နေရတာကြာများနေပြီလေဆိုတော့ကျွန်တော်တို့မတူအောင်နည်းနည်းထူကြအောင်ထူစားပြီးပြဆက်တာဖြစ်ပါတယ်ဟုတ်အအဓိကတော့ကျွန်တော်တို့အဲ trailer ထုတ်တယ်ဆိုတဲ့အချိန်မှာများသောအားဖြင့်ကျွန်တော်တို့ရုပ်ရှင်ကိုင်းမှာ attraction ဖြစ်စေမဲ့ horror ကားဆိုလို့ရှိရင်လည်း horror ဒီ6လက်နဲ့ဆင်းနေပေါ့နော်အကြောက်ရတယ်ဆိုတဲ့ဆင်းမျိုးကိုကျွန်တော်ဖြည့်ပြကြတာများတယ်ဒါပေမဲ့ကျွန်တော်ကတော့ ဒီလိုမျိုးပုံစံတွေကအရှိန်မှာလည်းအများကြီးလုတ်ခဲ့ဘူးတာဖြစ်တဲ့အတွက်ကကျွန်တော်ဒီကိုင်းမှာကျွန်တော်တို့က6လက်နဲ့စင်းနေမပေါလားဆိုပါရယ်ပေါ်ရမပေါလားဆိုလည်းပါရယ်တကယ်ကြောက်ရတဲ့စင်းတွေလည်းပါရယ်ဒါပေမဲ့ဂျုံထဲမှာတကယ်လာကြည့်မဲ့ပုံသက်တွေအတွက်ကိုကျွန်တော်ထရေးလာမှာ ကြောက်နေရတဲ့သူတွေရဲ့မျက်နှာကိုပဲကျွန်တော်ထည့်ပြထားတာ။ဥပမာစုထက်အတူဒီအောင်ရဲထိုင်တို့ဒါအဲမေတို့ခိုင်တို့ပေါ့နော်။သူတို့ဆိုလို့ရှိရင်ဒါ၆လမ်းခံရတဲ့ပိုင်းဒီမှာဒီကတိုးဆောင်လိုက်ပြီးဖြစ်တဲ့အတွက်ကသူတို့ရဲ့မျက်နှာတွေကိုမြင်ရတယ်။ Okay သူတို့ဘာကိုကြောက်နေရလဲဆိုတဲ့ဟာကိုစိတ်ဝင်စားပြီးရုံထဲမှာလာကြည့်လို့ရှိရင်အပြေဝခံစားရမယ်ဆိုတဲ့အတွင်းနဲ့ကျွန်တော်အာထရေလာကိုဒီလိုပုံစံနဲ့ထုတ်ပြခဲ့တာဟုတ်အာကျော် ဟင်တော့ကျွန်တော်ရုံတင်ပြချင်တာတော့လူတိုင်းရဲ့ဆန္ဒပေါ့နော်ကျွန်တော်တို့တကယ်ချင်းနေလည်းအများကြီးရှိတာနောက်မှလည်းကျွန်တော်တို့အာအတိမဆိုဖြစ်တဲ့ကိုထွတ်တင်ထွတ်တော့ကားရည်လည်းတန်းစီနေသေးပါစောင့်နေသေးပါအကုန်လုံးကတော့တွေးလို့ကြုံလို့ရှိရင်ဟာ ပြန့်စင်လိုက်တာပြန့်စင်လိုက်တာဆိုတော့ကျွန်တော်ကလည်းပြောပါတယ်ဘာလို့ပြန့်စင်တာလဲဆိုတော့ဒီရုံမော်တင်ပြီးတော့ဒီပိတ်ကားကြီးပေါ်မှာကိုယ်ဖန်တီးထားရတဲ့ရုပ်ရှင်ကားတကားစာနှစ်နိုင်ကြောကြောရုပ်ရှင်ကားတနိုင်ပဲပဲဖြစ်နှစ်နိုင်ပဲဖြစ်ရုပ်ရှင်ကားတကားစာကိုပိတ်ကားကြီးပေါ်မှာဒီကြားရတဲ့ခံစားချက်ကဘာနဲ့မှမတူဘူးပင်ပန်းထားရတဲ့သူတွေလည်းအများကြီးကျွန်တော်လာပေါင်းများစွာနှစ်နှစ်နှစ်အခုဆိုကျွန်တော်နှစ်နှစ်နီးပါးပေါ့နော်ကျွန်တော်စောင့်နေရတယ်ဒီကားရဲ့ထုတ်လုပ်မှု အပိုင်း pre production ကနေပြီးတော့ဒီ post အဆုံးထိဆိုလို့ရှိရင်ကျွန်တော်တို့အဖြစ်လတစ်နှစ်နီးပါးကြာတဲ့ကားတကားမှာကျွန်တော်တို့ကပင်မထားရတယ်အများကြီးဆိုတော့ပြင်မြင်ရတဲ့အခါမှာခံစားရခံစားချက်ကိုလိုချင်တယ်ရင်ခုန်ချင်တယ်ပြည်သက်ကောကြိုက်ကြလားသူတို့ပျော်ရဲ့လားသူတို့ entertaining ဖြစ်လားအဓိကကကျွန်တော်တို့အလုပ်က entertainment ညာလူတွေကိုကျွန်တော်တို့ကဖြော်ပြရတာလူတွေကိုဒီခံစားချက်တစ်ခုမှမပေးနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်လည်းမပြောရအောင်ဆိုတော့ကျွန်တော်ရင်ခုန်တာက ိသက်တွေတကယ်ရောအပျော်ပါမလားဆိုတဲ့ဟာတစ်ခုကအကျွန်တော်ဒီဟာလေးတစ်ခုပဲကျွန်တော်ရင်ခုန်နေဒါပေမဲ့ပျော်မယ်လို့လည်းကျွန်တော်မျှော်လင့်နေအကြည့်ရဟာမိုက်တယ်အချောင်းလန်းတဲ့စင်းတွေမိုက်တယ်အရည်ရတယ်အိုကေ realistic ဖြစ်တယ်ဆိုရဲဟာလေးကိုကျွန်တော်မျှော်လင့်နေဒါလေးကိုရင်ခုန်ပြီးတော့ကျွန်တော်စောင့်နေပါတော့ရင်ခုန်ပါအများကြီးဟုတ်အာဒီကောက်ကိုကိုစုမောင်တို့ဒီကိုဒါတော့တင်းတန်းကိုဗစ်တာတို့လာပြောတဲ့အချိန်မှာသူတို့က horror အမျိုးစားနေတယ်လာပြောတာကျွန်တော်အမြဲကျွန်တော်ရိုက်ချင်ခဲ့တဲ့ဟာကကျွန်တော် drama romance ကိုရိုက်ချင်တာ အဲဆိုတော့ဒီကိုင်းမှာလဲကျွန်တော်တတ်နိုင်တဲ့အပိုင်းမှာ romance scene တွေ drama scene တွေဆိုတော့အမီနဲ့တားနေကြရတဲ့ scene လေးတွေရှိရပြီးတော့အာသမီးစားနှစ်ယောက်ကြားရတဲ့ဒီသမီးစားမဖြစ်ခင်ကြားရတဲ့ situation မျိုးလေးမှာပြောနေတဲ့ဇာတ်ကားလေးရှိရတတ်နိုင်တယ်ဗျာကျွန်တော်ထည့်ထားပါတော့ဆိုတော့ကျွန်တော်အဓိက fan နေချင်တာအခုဒီကားပြီးသွားရင်ကျွန်တော်အရင်ရိုက်ချင်နေတာကျွန်တော် romance drama လိုကားမျိုးကိုကျွန်တော်ရိုက်ချင်တယ်ကျွန်တော်ရိုက်သားဖို့လဲကျွန်တော်စူးစမ်းနေရပေါ့เนาะအရေးထားပြီးသားဇာတ်လမ်းတွေလည်းရှိတယ်ဆိုတော့အာလုံချင်ပါအများကြီးကျွန်တော်မတူရတဲ့ဟာကြီးအများကြီးလုံပြချင်ပါသေးတယ်ဟုတ် အခုကျွန်တော်တို့ပြင်မပြရရုပ်ရှင်ကလာမဲ့တောက်ကြနေလို့မှာ9ရက်နေမှာရုပ်တင်ပြီးတော့ပြသပါပြီဒီတောက်ကြစနေတင်းမှုတွေ phone 6ကို3ရက်ကိုကျွန်တော်တို့အဓိကအားပေးပြီးတော့ကြည့်စေချင်ပါတယ်အဲဒီလိုအားပေးတော့မှကျွန်တော်ကနောက်ရက်တွေလည်းဆက်ပြီးတော့ကျွန်တော်ပြသပြင်အဆင်ပြေမှာဖြစ်ပါတယ်ရုံလာပြီးပြသတဲ့ကားလေးမျိုးလို့ကျွန်တော်တို့ကအချိန်လဲနေတယ်ကျွန်တော်တို့ဆိုတာအခု preparation ကတော့နေတယ်ရုပ်တင်ခွင့်ရတာကိုပဲကျွန်တော်တို့ကပြောနေပြီဆိုတော့ပိတ်သက်တွေလည်း အားတဲ့အချိန်မျိုးလာပြီးတော့အားပေးပေးကြပါဦးလို့ကျွန်တော်ဖိတ်ခေါ်ပြသေးကြည်ရတာတန်ပါပါကျွန်တော်တို့အများကြီးအများကြီးညွှန်လင်းပါတယ်ဟုတ်